ရွန်ရိုက်တော်ဒူရီဆိုတာက2016ကနေ2022အထိဖိလစ်ပိုင်နိုင်ငံရဲ့16ရောက်မြောက်သမရအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဖိလစ်ပိုင်နိုင်ငံသားနိုင်ငံရေးသမားတဦးပါသူသမရမဖြစ်ခင်ကဒက်ဘိုဆီတီမြို့တော်ဝန်အဖြစ်နှစ်နှစ်ဆယ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပြီးရာဇဝတ်မှုတွေကိုပြင်းပြင်းထန်ထန်ကင်တွယ်တဲ့အတွက်နာမည်ကြီးခဲ့သူပါသူ့ရဲ့ခေါင်းဆောင်မှုဟာလူထုအားကိုးရာဖြစ်ပြီးအာနာရှင်စံနယ်လို့မကြာခဏဖော်ပြခံရပါတယ်ရာဇဝတ်မှုနဲ့ခြားစားမှုတွေကြောင့်စိတ်ပျက်နေတဲ့ဖိလစ်ပိုင်နိုင်ငံသားတွေကိုအဲဆောင်နိုင်ခဲ့ပါတယ် ဒူရီရဲ့တမရတတန်းမှာသူ့ရဲ့အငင်းပွားဖွယ်ရာမူရစ်စေဝါတိုက်ခိုက်ရေးစစ်စင်ရေးကိုဥဆောင်ခဲ့ပြီးထောင်နဲ့ချီတဲ့လူတွေတေဆုံးခဲ့ရပါတယ်။အဲ့ဒီထဲမှာတရားရုံးစီရင်မှုမပါဘဲတပ်ဖြတ်မှုတွေလည်းပါဝင်ပါတယ်။သူ့ကိုထောက်ခံသူတွေကလမ်းတွေကိုပိုးလုံးကြုံစေတယ်လို့ချီးကျူးကြပေမဲ့လူအခွင့်အရေးအဖွဲ့တွေကတော့သူ့ရဲ့မူဝါဒတွေဟာတရားစီရင်မှုနဲ့နိုင်ငံတကာလူအခွင့်အရေးစံနှုန်းတွေကိုချိုးဖောက်တယ်လို့ဝေဖန်ခဲ့ကြပါတယ်။သူ့အစိုးရဟာအနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ဥရောပသမဂ္ဂတို့ကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီးတရုတ်နဲ့ရုရှားနိုင်ငံတွေနဲ့ဆက်ဆံရေးကောင်းအောင်လုပ်ခဲ့ပါတယ်။မူရစ်စေဝါတိုက်ခိုက်ရေးအပြင်ဒူးလွတ်ဟာ build 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 အစီအစဉ်အောက်မှာအခြေခံအဆောက်အဦတွေဖွံ့ဖြိုးရေးကိုအားပေးခဲ့ပြီးလမ်းတွေလေဆိပ်တွေအများပြည်သူသယ်ယူပို့ဆောင်ရေးတွေကိုတိုးတက်အောင်လှုပ်ဆောင်ခဲ့ပါတယ်။သူဟာ Universal Health Act နဲ့ Free Tertiary Education Law တို့လိုအရေးကြီးဥပဒေတွေကိုလည်းအတည်ပြုခဲ့ပါတယ်။ အငင်းပွားဖွယ်ရာတွေရှိပေမဲ့ဒူဒိုဟာသူ့ရဲ့သမရတက်တန်းကုန်ချိန်ထိဖိလစ်ပိုင်နိုင်ငံသားတွေကြားမှာရေပန်းစားနေဆဲဖြစ်ပါတယ်ဒါဟာသူ့ရဲ့တိုက်ရိုက်ပြောတတ်တဲ့စကားပြောဟန်နဲ့ဥပဒေနဲ့အမိန့်ကိုအလေးထားတဲ့သဘောထားကြောင့်လည်းဖြစ်ပါတယ်2022ခုနှစ်မှာတော့ Ferdinand Bong Bong Markhaus ကသူ့နေရာကိုဆက်ခံခဲ့ပါတယ်2025မတ်လ17ရက်နေ့မှာတော့ဒူဒိုဟာဟောင်ကောင်ကနေပြန်လာပြီးမနီလာအလေးစိတ်မှာဖမ်းဆီးခံခဲ့ရပါတယ်ဒီဖမ်းဆီးမှုကို International Criminal Court ICC ကထုတ်ထားတဲ့ဖမ်းဆီးစာချုပ်နဲ့ဖမ်းဆီးခဲ့တာဖြစ်ပြီးသူ့ရဲ့အငင်းပွားပွဲရာမူရစေဝါတိုက်ဖြတ်ရေးစစ်စင်ရေးနဲ့ဆက်ဆက်နေတဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်ဆွဲချက်တင်ခံခဲ့ရတာပါဒီစစ်စင်ရေးကြောင့်သူ့တမရတတန်အတွင်းထောင်ထဲချီတဲ့လူတွေတေဆုံးခဲ့ရပါတယ်ဖိလစ်ပိုင်နိုင်ငံဟာ2019ခုနှစ်မှာ ICC ကနေနှုတ်ထွက်ခဲ့ပေမဲ့ ICC ဟာ ဖိလစ်ပိုင်နိုင်ငံ ICC အဖွဲ့ဝင်ဖြစ်နေချိန်မှာကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ဆိုပါတယ်။ဒူးလွယ်အစိုးရဟာတရားရုံးစီရင်မှုမပါဘဲတပ်ဖြတ်မှုတွေအတွက်စုံစမ်းစစ်ဆေးခံခဲ့ရပြီးလူအခွင့်အရေးအဖွဲ့တွေကစင်းရဲတဲ့မျိုးပြလူဒန်းစားတွေအပါအဝင်လူပေါင်း3000လောက်တိဆုံးခဲ့တယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ဖမ်းဆီးခံပြီးနောက်ဒူးလွယ်ကိုတဟဲကူကူပို့ပြီးတရားစီရင်ဖို့စီစဉ်ခဲ့ပါတယ်။ ူတမီဇာဒူတွေကဒီဖန်စီမှုဟာဖိလစ်ပိုင်နိုင်ငံရဲ့အချုပ်အခြာအာဏာကိုစော်ကားမှုဖြစ်ပြီးတူဖခင်ရဲ့အခွင့်အရေးကိုချိုးဖောက်မှုဖြစ်တယ်လို့ဝေဖန်ခဲ့ပါတယ်ဒူတွေရဲ့ရှိနေတွေကလည်းဖိလစ်ပိုင်နိုင်ငံဟာ Rome Statute ကနေနှုတ်ထွက်ခဲ့တာကြောင့် ICC ရဲ့တရားစီရင်ပိုင်ခွင့်ကိုငင်းဆန်ခဲ့ပါတယ် ဖန်စီခံရချိန်မတိုင်မီကဒူဒရဟာဖိလစ်ပိုင်နိုင်ငံရေးမှာတက်ကြွစွာပါဝင်နေဆဲဖြစ်ပါတယ်။2025ရွေးကောက်ပွဲမှာ Devil City မြို့တော်ဝင်ဖြစ်ဝင်ပြိုင်ဖို့2024ခုနှစ်အောက်တိုဘာလမှာကြေညာခဲ့ပြီးသူသား Sebastian Dudu ကိုဒူးမြို့တော်ဝင်လောင်းဖြစ်ရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့2024ခုနှစ်အောက်တိုဘာလမှာတော့မြို့တော်ဝင်ရသူအတွက် Carlo Nogueira ကိုထောက်ခံကြောင်းပြောကြားခဲ့ပြီးရွေးကောက်ပွဲကနေနှုတ်ထွက်ဖို့ရှိနေတယ်လို့ဖော်ပြခဲ့ပါတယ်။ ဒူရီဟာတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပတဲ့ high paying message ရေးရင်းနဲ့ခြေလမ်းများလှုပ်ရှားမှုတွေမှာလည်းပါဝင်ခဲ့ပြီးဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ American စစ်တပ်ရဲ့လွှမ်းမိုးမှုတိုးလာတာတွေနဲ့ပတ်သက်ပြီး Marcus ဆိုရကိုမကျေနပ်ချက်တွေဖော်ပြခဲ့ပါတယ်။သူက Ferdinand Marcus ရောကိုဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကန့်သတ်ချက်တွေထက်ကျော်လွန်ပြီးတက်တန်းတိုးဖို့ကြံစည်နေတယ်လို့ဆွဆွဲခဲ့ပြီးမူရစေတုံးဆွဲတယ်လို့လည်းဆွဆွဲခဲ့ပါတယ်။ဒါကြောင့်ခေါင်းဆောင်နှစ်ဦးကြားပြည်သူရှိမောက်မှစကားများခဲ့ကြပါတယ်။ 2024ခုနှစ်အောက်တိုဘာလမှာဖိလစ်ပိုင်လွှတ်တော်ကဒူတိုရဲ့သမရတက်တန်းတွင်တရားရုံးမိတ်မပါပဲတပ်ဖြတ်မှုတွေကိုထောက်ပံ့ဖို့ထောက်လှမ်းရေးဗန်နာငွေတွေအသုံးပြုခဲ့တယ်ဆိုတဲ့စွဲချက်တွေကိုစုံစမ်းစစ်ဆေးဖို့စတင်ခဲ့ပါတယ်ဒူတိုက Devil City မြို့တော်ဝင်ဖြစ်ချိန်မှာတနက်ကင်အဖွဲ့ကိုအသုံးပြုခဲ့တာကိုဝန်ခံခဲ့ပေမဲ့အမျိုးသားအစ်စင်မှာတရားရုံးမိတ်မပါပဲတပ်ဖြတ်မှုတွေကိုညွှန်ကြားခဲ့တာကိုတော့ငင်းဆန်ခဲ့ပါတယ်သူကနောက်ထပ်အခွင့်အရေးရရင်မူရစီရောင်းဝယ်သူတွေနဲ့ရာဇဝတ်သားတွေကိုတင်း တို့အားလုံးကိုတုတ်တင်ပြစ်မယ်လို့ပြောခဲ့ပါတယ်။ဒူရဖန်စီခံရတာဟာသူ့ရဲ့မူရစ်စေဝါတိုက်ဖြတ်ရေးလှုပ်ရှားမှုကြောင့်တည်ဆုံခဲ့ရတဲ့လူထောင်ပေါင်းများစွာအတွက်တာဝန်ယူမှုတွေရှာဖွေရမှာအရေးပါတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ ICC ရတရားစီရင်မှုတွေကိုပြည်တွင်းပြည်ပကစောင့်ကြည့်နေကြပါတယ်။ဒါတွေဟာဒူရရဲ့သမရတတန်းရဲ့အငင်းပွားခွေရာတွေကိုကင်တွေဖြစ်ရှင်းနေတာဖြစ်ပါတယ်။